မြမမျိုးသမီးတယောက်အရေးပြက်လို့ဒီလိုဖြစ်သွားတယ်။အရေးရင်ခဏခဏပြက်လာလို့ရှိရင်အုံနောက်တွေကြောင်းမင်းယူရဲ့အထိဖြစ်တယ်ဆိုတဲ့စကားကိုဒီဖြစ်ပျက်ကတက်သေးပြနေပါတယ်။လူငယ်တွေရပိုင်းကပဲအသက်26နှစ်အရွယ်ကောင်မလေးတယောက်မနဲ့အိယာကနူလာတဲ့အခါမှာသူ့ရဲ့အကြောင်းအရုံတွေလုံးဝဆုံးရှုံးသွားပါတယ်။ဒီဖြစ်ရက်ကအင်မတန်ထိတ်လန့်စရာကောင်းပါတယ်။ဆောင်ဝင်ရဲ့ပြောပြချက်ရအိတ်ဆက်မှုပုံမှန်မဟုတ်ပေအေးရပြက်တာကြာလာတဲ့အခါမှာ ုံနှောင်းရဲ့အာယုံကြောတွေပြက်စီးသွားတာကြောင့်အခုလုံအကြအယုံဆုံးရှုံးသွားတာလို့ဆိုပါတယ်။ဒီပြင်ရဟောင်းအင်းကြီးပြက်တာရဲ့နောက်ွယ်ကကြောက်စရာကောင်းတဲ့အန်ဒီယေတွေကိုကျမတို့ကိုတတိပေးနေတာပဲဖြစ်ပါတယ်။ဒီတညတော့မအိတ်တော်ဘူး။မနေ့ကမှပေါင်းပြီးတနေ့ကုန်ပြောင်းရင်းလိုက်မယ်။ဒီစကားမျိုးတင်ကိုယ်တိုင်ပြောဖို့ပါသလား။ဒါမှမဟုတ်တင့်ပတ်ဝင်ချင်းကလူတွေပြောတာကိုကြားဖို့ပါသလား။လူအများစုဟာအိတ်ဆက်ခြင်းကိုအလေးထားဖို့မိနေတတ်ကြပါတယ်။ ဒါပေမဲ့တကယ်တမ်းကတော့အိတ်ဆက်ခြင်းဟာကျမတို့ရဲ့ခန္ဓာကိုယ်နဲ့အုံနောက်တွန်းအရေးအကြီးဆုံးပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တစ်ခုပါပဲ။အေးအေးပြတ်တာလောက်တော့ပါဖြစ်လေ။မနေ့ကမှပေါင်းရိပ်လိုက်ရင်ရတာပဲလို့များသင်တွေးနေတယ်ဆိုရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ဖို့လိုအပ်နေပါပြီ။ပါလို့လဲဆိုတော့အရင်မောင်ချင်းရဲ့စိုးချိုးတွေဟာတင်တင်ထားတာတပိုးပြီးအများကြီးကြောက်ဖို့ကောင်းနေလို့ပါပဲဒီလိုမျိုးအရင်ပြည့်ရင်ထစ်တတ်တဲ့ကြောက်စရာကောင်းတဲ့အရာတွေရှိနေပါသေးတယ်နံပါတ် ှန့်ညံ့တဲ့အုံနောက်ပေါ်တက်ရောက်မှုများအင်းရင်မွားတွေကပထမဆုံးသိတာတဲ့လက္ခဏာတွေကတော့ကောင်းမကြည့်တာမှန့်ညံ့နေမိလွင်လာတာအာယုဆုဆိုင်မှုအားနည်းလာတာတွေပဲဖြစ်ပါနေကျမတို့အိပ်ပျော်နေတဲ့အချိန်မှာအုံနောက်ကမလိုအပ်တဲ့အချက်လက်တွေကိုဖယ်ရှားပြီးအစ်စ်တင်ယူထားတာတွေကိုမှန့်ညံ့ဖြစ်သိမ်းဆဲပါတယ် ဒါပေမဲ့အေးအေးပြတ်တဲ့အခါမှာတော့ဒီလုပ်ငန်းစဉ်တွေအကုန်လုံးရပ်တန့်သွားတာကြောင့်ဖုန်းတစ်လုံးရဲ့ RAM ပြည့်သွားတဲ့လိုမျိုးဘာကူမှထပ်သိမ်းစီလို့မရတော့တဲ့လို့ရေတိုမှတ်ညံဆုံးရှုံးတော့သင်ကန်းစာတွေကိုမမတ်မိတာတွေဖြစ်လာနိုင်ပါတယ်။နံပါတ်နဲ့စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားချက်ပေါ်တည်ရမှုများအေးအေးဖြစ်တာဟာစိတ်ပိုင်းဆိုင်ရာကိုလည်းလုံးဝထိခိုက်စေပါတယ်။စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်တော့ပဲထိတ်တဲ့နေရှိစိတ်တို့ရောဒေါသထွက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့်ပတ်ဝန်းကျင်ကလူတွေနဲ့ပါဆက်ဆံရေးပြတ်ပြားလာနိုင်ပါတယ်။စိတ်ထိခိုက်လွယ်တဲ့သူတွေဆိုရင်စိတ်ပူပန်မှုနဲ့စိတ်ကြယောဂါတွေပါဖြစ်လာနိုင်ပါတယ်။နံပါတ်3ကိုခန္ဓာကျန်းမာရေးပေါ်တက်ရမှုများ။ဒါပြင်အိမ်ရေးပြတ်တာဟာတင့်ကိုပုံဝလာစေနိုင်တယ်ဆိုတာသင်သိပါသလား။ဟုတ်ပါတယ်။အိမ်မောရတဲ့အခါခန္ဓာကိုယ်ရဲ့ကအစီနဲ့ချိုတက်တွေကိုထိမ့်ချုပ်ပေးတဲ့ဟော်မုန်းတွေမူမမှန်ဖြစ်သွားပါတယ်။ဒါကြောင့်အစီရေပိုဆူလာပြီးကိုယ်လေးချိန်တက်လာနိုင်ပါတယ်။ နှလုံးရောဂါစီးကျူသွေးတို့ကင်ဆာစတဲ့ရောဂါဆိုးတွေနဲ့ပါဆက်ဆံနေပါတယ်။အရင်မဝရင်ကိုခန်းစနစ်ကိုလည်းခြားဆင်းစေတာကြောင့်ခန္ဓာကိုယ်ရဲ့ကိုစစ်သားအိပ်ပျော်နေတဲ့အချိန်မှာရန်သူတွေဝင်လာတာမျိုးရောဂါပိုးဝင်ရောက်မှုပိုမိုလွယ်ကူစေပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့သင်ဟာညဘက်အချိန်နောက်ကြားတဲ့သူနေနေညာမှားနေတဲ့သူတယောက်ဆိုရင်ဒီနေ့ကစပြီးပြောင်းလဲဖို့အကြံပြုချင်ပါတယ်။ကျမရေးတော့တနေ့ကိုအနည်းဆုံး9နာရီခန့်နဲ့9နာရီထိပုံမှန်အိပ်စက်ဖို့လိုအပ်ပါတယ်။ မိမိကိုကိုတကယ်ချစ်တယ်ဆိုရင်တင့်ရဲ့ကျမ်းမာရေးကိုလည်းဂယုစိုက်ဖို့အကြံပေးချင်ပါတယ်ပါလူလေးဆိုတော့ကျမ်းမာချင်းဒီလက်တပါဆိုတဲ့စကားကအချိန်တိုင်းမှန်ကန်နေလို့ပါပဲ။တင်းတငယ်ချင်းတွေမှာလည်းညပတ်တတော်နဲ့မအိမ့်နိုင်တဲ့သူတွေအေးပြက်နေတဲ့သူတွေရှိရင်လည်းဒီဗီဒီယိုလေးကိုမျှဝေပေးပြီးတတိပေးလိုက်ပါအောင်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးဘဝတုဒ္ဒရရစီမဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Crowbee Entertainment Channel လေးကို Like and Follow လေးလုပ်ပေးကြပါအောင်နော်။